အခုတင်ဆက်ပေးမယ့်သတင်းကတော့လက်ချက်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီကတနိုင်ငံလုံးရှိအကျဉ်းထောင်များကိုတွားရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာထပ်မံကြန့်ရှိနိုင်တဲ့နိုင်ငံရေးအကျဉ်းသားများစရင်ရရှိနိုင်မှုအတွက်တနိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်43ထောင်ကိုတွားရောက်ကာစရင်ကောက်ခံသွားမှာဖြစ်တယ်လို့လက်ချက်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီကဥဒ္ဓရာခေါ်စာကဏ္ဍကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့မြန်မာပြည်စင်တာမှာပြုလုပ်တဲ့လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစီရေးကော်မတီရဲ့တတိယအကြိမ်မြောက်အစည်းအဝေးအပြီးမှာ၎င်းကအခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဘူးဝင်လေးလေးပြောရင်တော့ဒါဟိုစော်ကားတာလည်းမဟုတ်ပါဘူးနော်။ဟိုအစိုးရရုံးထဏာတွေမှာရှိသို့တော့ SBI ကကျွန်တော်တို့ဘာကြောင့်ဖမ်းလဲဆိုတော့သူတို့သိနေတာပဲ။ဘာမှမသိစရာအကြောင်းမရှိဘူး။ SBI မှာတရားစွဲအဖွဲ့ရှိတာပဲ။ဆိုတော့သူတို့မှာစည်းမရှိဘူးဆိုရင်ကျွန်တော်တို့မှာရှိတယ်။ ဆိုတော့ကျွန်တော်တို့ဆီကအခုကိုဘူဂျီတို့ပေါ့နော်ကိုဘူဂျီတို့ AABB ရှိမယ်နိုင်ချင်းရှိမယ်နိုင်ကျုံရှိမယ်ဒါနော် ADH ရှိမယ်ကျွန်တော်တို့ NLD ရှိတယ်ဒီစီးရင်ကျွန်တော်တို့စုလိုက်မယ်ဒီစုလိုက်တဲ့စီးရင်ကိုကျွန်တော်တို့တင်ပြလိုက်မယ်ဒါနိုင်ငံရေးကျင်းတာပဲဒါမလက်မခံနိုင်စရာရှိမလဲပေါ့နော်အဲ့ဒါကိုအခုညင်းခုံကြရင်နောက်ဆုံးအဖြေကတော့ဒီဟာအတီးပေါ့ဒါကိုလက်ခံမယ်တူတယ်အကုန်တူတယ်အတူအကုန်တူတယ်ဆိုတာဟုတ်အဲ့ကြံတာကိုအခုပြဿနာဖြစ်တာကျွန်တော်တို့ဘက်ကကိုမတင်နိုင်တာကျွန်တော်တို့ကြံရင်ခဲ့မှာအခုကကျွန်တော်တို့ကကြောက်နေတာ ဟိုကကျွန်တော်တို့ကတင်လိုက်တာဆိုပါတော့ပွင့်ပွင့်မယ်လေပြောမှာကျွန်တော်တို့က130လို့ဆိုပါတော့เนาะကျွန်တော်တို့ကတင်လိုက်တယ်အဲ့ဒီမှာနောက်က45ယောက်လောက်ကျန်နေတယ်ဆိုတော့ကျွန်တော်တို့မှအပြည့်ဖြစ်တော့မှာအဲ့တော့ကျွန်တော်တို့ကအချိန်နည်းနည်းပေးပါကျွန်တော်တို့တပတ်တွင်လူစင်းကျွန်တော်အတိအကျယူမယ်ထို့ရီးတူမိသားစုတွေစီကျွန်တော်တို့လိုက်ဆက်သွင်းမယ်ထောင်တွေကကျွန်တော်တို့လိုက်ဆက်သွင်းမယ်ဘယ်သူဘယ်သူကျန်နေလဲကျွန်တော်တို့မသိနိုင်ဘူးဟိုကျွန်တော်မြကြီးနားထောင်မှထွက်လာတယ်ဗျတရက်ထောင်မှဘယ်သူကျန်နေမှကျွန်တော်မသိအဲ့တော့43000ရှိတယ်43000လောက်ကိုကျွန်တော်တို့ဆက်သွင်းမယ်ဘယ်သူကျန်နေသေးလဲကျွန်တော်တို့လက်ထဲမှာရှိတဲ့စည်ရင်းအရာဆိုလို့ရှိရင် နေရာကြော်ကြော်လောက်ကြံနေတယ်ကျွန်တော်တို့လက်ထက်မှာရှိတဲ့စည်ရင်ကဒါပေမဲ့အဲ့နေရာကြော်ကြော်ကြံတဲ့အပြင်ထက်ကြံရင်ကြံနိုင်သေးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုထပ်ပြီးစီစီချင်းလို့ကျွန်တော်တို့အချိန်တော့တပတ်ဆေးရဲ့အတွင်းမှာကျွန်တော်တို့အမြန်ဆုံးကောက်ကြံရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေစည်ရင်ကောက်ယူဖို့အတွက်ကော်မတီဝင်တွေအနေနဲ့အကျဉ်းထောင်တွေကိုတွားရောက်ပြီးစီစစ်ကရရှိလာတဲ့စည်ရင်ကိုတမရထန်တင်ပြရမှာဖြစ်ပါတယ်ဒီလိုစရင်ကောက်ယူရမှာအစိုးရဘက်မှဝင်ရောက်ဆွတ်ဖက်ခြင်းမရှိဘဲကော်မတီမှပါဝင်တဲ့အရက်ဘက်လူအုပ်ဖွဲ့စည်းမှတာဝန်ရှိသူတွေကကောက်ယူသွားမှာဖြစ်ပါတယ်။ လက်ရှိမှာလက်ကျန်နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်ပြီးအဖွဲ့အစည်းတွေမှာစာရင်းပြုစုထားရာအကျဉ်းသား183ဦးရှိပြီးအမှုရင်ဆိုင်နေသူ100ကျော်ရှိရလို့သိရပါတယ်ရှင်။ကျွန်တော်ရဲ့ဥရောပနဲ့အမေရိကကိစ္စမှာအတင်းတောက်သုံးနိုင်တဲ့ယောဂတ်ကိုလူကျက်ရမ်းများတာတွေ့ရပါတယ်။ဒါသာသာခေါင်းလုံးကိုလူရမ်းရတောက်ပြီးတောက်ချင်ရတယ်။ best meal yoga မှာလက်ဆက်တဲ့နွားလို့သီးနှံတွေပါဝင်လို့တဲမှာစီဝမ်းပြတနာလို့ခြင်းပါတယ်အရှိတောင်အာရှရင်အကောင်းဆုံးနံပါတ်1 dash meal yogurt